အားလုံးပဲမင်္ဂလာပါရှင်။မြစ်နာတရင်ချနေရဲ့စက်တင်ဘာလ26ရက်နေ့ရေဒီယိုစီစဉ်သစ္စာပရမဖြစ်ပါရယ်။ဖကန့်ဒေတာမှာစီရီတင်မာလာနေတာကြောင့် BTW အနေနဲ့လုံခြုံအောင်နေထိုင်ကြဖို့နဲ့တက်ပွဲပြပေါ်တဲ့နေရာတွေကနေတင်ဆောင်ကြဖို့ပညာပေးပြောဆိုထားတာတွေပြုလုပ်ထားကြောင်း GNU GNE တွင်ပြန်ကြိုင်းတာဝန်ခံဘူမူကြီးနှုတ်ဘူးကပြောပါရယ်။ စစ်ကောင်မရှင်ရဲ့ဗီဒီယိုစစ်ပူပေါင်းတပ်တွေဟာဝိုင်းမော်ကမန်ဒီလန်နဲ့ဝိုင်းမော်ချစ်ဖွေးလန်ကိုပြန်လည်ထိန်းချုပ်ရယူဖို့အင်အားသုံးတိုက်ခိုက်နေပါတယ်။ကချင်ကမြို့နယ်ကိုမြို့နယ်မှာပဲစစ်အုပ်စုကမြို့နယ်ရွေးကောအဖွဲ့တွေကိုဖွဲ့စည်းထားပါတယ်။စားရတဲ့ဒရုန်းကိုတိစပ်ပေးရမှာပါ။ကျမတို့အစစ်စစ်တိစပ်သူမိုင်းနေဖြစ်ပါတယ်။ ဖကန်ဒေတာမှာစီးတမလာနိုင်တာကြောင့်ဗီဒီယိုတွေအနေနဲ့လုံချောင်းအောင်နေတိုင်းကြာဖို့နဲ့တိုက်ပွဲဖြစ်ပေါ်တဲ့နေရာတွေကနေတိတ်ဆောင်ကြာဖို့ပညာပေးပြောဆိုထားတာတွေပြုလုပ်ထားကြောင်း GAN OGAN A တတိယပြန်ချိုင်းတာဝန်ခံဘူမူဂျီနိုဘူကပြောပါရယ်စုဆိုင်ကတိဆက်ပေးမှာပါ လက်ရှိအချိန်မှာတော့ KIA ထိန်းချုပ်ထားတဲ့စိုင်းတောင်ကျေးရွာဘက်ကိုစစ်ကော်မရှင်ကစစ်ကြောင်းထိုးတာတွေရှိနေတာကြောင့်ဒေသခံတွေပြောင်းရွှေ့နေကြပါတယ်။အကန့်မကတဲ့ပြင်းရင်တဲ့ဆန်နာကိုအဲကဘယ်မှတဲ့တင်းနံလက်တချို့စစ်ကြောင်းတွေရောဒီစီဇန်လေးကိုရှောင်နေကြတာကိုသိရတယ်။ကျွန်တော်တို့ KIA အနေနဲ့လည်းနီးစပ်တဲ့စစ်ပွဲတွေရှိတဲ့ဒေသဘက်ကလူတွေအားလုံးကိုအတိပြေပြောဆိုထားတာတွေတော့ရှိတယ်။ပြီးတော့ကျေးရွာဒေသခံတွေကိုဖက်ကန်ပတ်စီးတင်းမာလာမဲ့အခြေအနေရှိတဲ့အတွက်ကြောင့် ိုက်ပွဲအများရန်ရှိတဲ့အတွက်ကြောင့်မို့လို့လုံချုံအောင်နေထိုင်ဖို့နဲ့မိမိမိသားစုမိမိကိုယ်ထံလုံချုံစိတ်ချအောင်လုပ်ပြီးနေဖို့ပညာပေးပြောဆိုထားရရှိတယ်။ဖာကန်ဒီရာမှာစစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးတွေဒရုန်းတွေဆက်တိုက်ပစ်ခတ်တာတွေပြုလုပ်နေတဲ့အပြင်တိုက်ပွဲအခြေအနေတွေကြောင့်ဖာကန်ဒီရာခံပြည်သူတွေစစ်ဘေးအသင်းရှောင်နေကြရပါတယ်။ ဖကန်စစ်ကော်မရှင်တမကုန်းအနေနဲ့စနေပါလက်နက်ကြီးတွေ drone တွေနဲ့လူနေရွက်တွေစီပစ်ခတ်နေရာကြောင်းဒေသခံနေအိမ်တွေထိခိုက်ပျက်စီးပြီးပြည်သူအချို့ထိခိုက်ဒဏ်ရာရတဲ့အပြင်ပြည်သူထိခိုက်ဒေဆုံးတာတွေအထိရှိနေတာဖြစ်ပါတယ်စက်တင်ဘာလ18ရက်နေ့ကနေ23ရက်နေ့အထိစစ်ကော်မရှင်ရတဲ့နက်ကြီးပစ်ခတ်မှုကြောင်းအသက်မပြည့်သေးတဲ့ကလေးငယ်တဦးအပါအယတပြည်သူ၉ဦးထိခိုက်ဒေဆုံးခဲ့ပါတယ်မရှိကထောင်ကျေးရွာရှရောခကျေးရွာစံကျွဲကျေးရွာမော်တောင်ကျေးရွာမနာကျေးရွာ မမောဘုံမမောလျံကျေးဝါစပုံကျေးဝါမဝန်ကြီးကျေးဝါနဲ့အခြားကျေးဝါတွေကဒေတာခန့်ွေစစ်ဘေးသိမ်းရှောင်နေကြရတာဖြစ်ပါတယ်ဖကနေတာကစစ်ဆောင်ပြည်သူတွေကိုစစ်ဆောင်ဖို့အတွက်ဖွဲ့စည်းထားတဲ့ကော်မတီအဖွဲ့အစည်းတော့မရှိပေမဲ့အချို့စစ်ဆောင်တွေကိုတပ်ဆိုင်ရာဗဒါရေးအသင်းတော်ကခေါ်ယူပြောင်းရွှေ့လာကြတာတွေတော့ရှိရလို့ဖကနေတာခံအမျိုးသားတူဦးကမချင်တဲ့တဲ့ချန်နယ်ကိုပြောပါရတယ်။ တချို့ဆစ်ဆောင်တွေကဆိုင်ကယ်တွေကိုပိုင်ကားတွေနဲ့မိသားစုလိုက်နီးစပ်ရာမြို့တွေဖြစ်တဲ့မြစ်ချနာမြို့မိုးကြီးမြို့နဲ့မိုးကောင်းမြို့တွေမှာဆစ်ဆောင်သွားကြတာတွေလည်းရှိရလို့သိရပါတယ်။ဆိုင်းတောင်ချေဝါကဒေသခံအချို့ကတခြားမြို့ကိုဆစ်ဆောင်သွားကြတဲ့သူတွေရှိသလိုဆိုင်းတောင်မှာပဲဆက်ရှိနေသေးတဲ့ဒေသခံတွေလည်းအများကြီးရှိနေသေးရလို့ဆိုင်းတောင်ဒေသခံတူဦးရဲ့ပြောပြချက်အရသိရပါတယ်။စက်တင်ဘာလ18ရက်ကဆိုင်းတောင်ကျေးရွာအနီးစမ်းကြွယ်ကျေးရွာကိုစစ်ကော်မရှင်တပ်ကစစ်တောင်းထိုးတိုက်ခိုက်ခဲ့ပြီးတိမ့်ပိုက်ထိန်းချုပ်ခဲ့ပါတယ်။ ဖကနေဒကမြို့ပေါ်ရက်ွက်တွေအထိစစ်ကော်မရှင်တပ်ကစစ်ကြောင်းအများပြားနဲ့လှုပ်ရှားသွားလာနေကြပြီးလှုပ်ရှားသွားလာတဲ့လမ်းမှာတွေ့တဲ့ဒေသခံတွေကိုဖမ်းဆီးတာတနက်နဲ့ပြစ်ခတ်တာတွေပြုလုပ်နေတာဖြစ်ပါတယ် ဒါအပြင်စစ်ကော်မရှင်တပ်ကဖက်ကမော်ရီကိုဝင်ရောက်ပြီးပြည်သူတွေကိုပေါ်တာဆွဲရလဲပြုလုပ်နေတယ်လို့ KIA ဘက်ကလည်းစစ်သားစုဆောင်းတာတွေပြုလုပ်နေတယ်လို့ဒေတာခဏီကပြောဆိုနေကြပါတယ်စစ်ကော်မရှင်ဟာဖက်ကန်ဒေတာကို ပြန်လဲစိုးမိုးနိုင်ဖို့မေလ၄ရက်နေ့ကစပြီးမြချနာဖက်ကန်လမ်းကိုအင်အားရာကြီးပိုင်းနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီး KIA KBD ရဲ့ပူပေါင်းတပ်တို့နဲ့မကြာခဏတိုက်ပွဲဖြစ်ပွားနေတာပါ ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ခြံနေဆိုရင်တော့မချနာသတင်းချန်နေရဲ့ Messenger အနေဖြစ်စေဖုန်းနံပါတ်3996 3033ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။စစ်ကောမရှင်နေပြီးသူစစ်ပူပေါင်းတချွေဟာဝိုင်းမော်ကမန်တီလန်နဲ့ဝိုင်းမော်ချီပွေလန်ကိုပြန်လည်ထိချုပ်ရယူဖို့အင်အားသုံးတိုက်ခိုက်နေပါတယ်။ထရိုဇာကတင်ဆက်ပေးမှာပါ။ စကောမရှင်နဲ့ပြည်သူစေပူပေါင်းတပ်တွေဟာဝိုင်းမော်ကမ်ပိုင်တီလန်နဲ့ဝိုင်းမော်ချပွေလန်ကိုပြန်လည်ထိန်းချုပ်ရယူဖို့အစီအစဉ်နဲ့လမြန်စီမြင့်နှပြင်ဘက်အင်အားအများအပြားနဲ့တက်ခိုင်နေတဲ့အခြေအနေဖြစ်တယ်လို့သုံးသပ်မိတဲ့အကြောင်းကချင်လူလတ်ရဲ့အဖွဲ့အစည်း KO KA တည်င်းနဲ့ပြန်ကြားရေးဌာနရဲ့တည်င်းထုတ်ပြန်ချက်အရာတရားပါရယ်အချက်ပါစကောမရှင်တပ်နဲ့ပြည်သူစေပူပေါင်းတပ်တွေဟာ KA ရဲ့ပူပေါင်းတပ်ရှိရာလမြန်စီမြင့်နှပြင်ဘက်နေ့တိုင်းညီပါခြေလင်းစစ်ကြောင်းနဲ့သူစစ်စင်တက်ခိုင်နေတဲ့အပြင်လေရင်ဒရုန်းလက်နက် ီးတွေကိုအ திக အားဆိုင်တိုက်ခိုက်နေတယ်လို့လည်းဆိုပါရယ်။ဂျက်ဖိုက်တာ drone နဲ့ပုံကျဲတိုက်ခိုက်နေတဲ့အပြင်တိုက်ပွဲဖြစ်ပွားရနေရာနီးတဝိုင်းမြစ်ချနာဘက်အခြမ်းကနေလည်းလက်နက်ကြီးပစ်ကူရာရှိတယ်လို့ KOKIA တတိယနေ့ပြန်ကြားရေးဌာနရဲ့စက်တင်ဘာလ25ရက်ကထုတ်လွှင့်တဲ့တင်ပြအရသမှန်သိရှိရပါရယ်။ အမြန်စင်းမြတ်နဲ့ပြင်ပစစ်ကော်မရှင်သား SNA ပြည်သူစစ်နယ်မင်းစေတံပြည်သူစစ်ပူပေါင်းတပ်တွေဟာချစ်လင်းနဲ့စက်တင်ဘာလ22ရက်နေ့မနေ့ကနေဆက်လက်တိုက်ခိုက်နေစေဖြစ်ပြီး KIA ပူပေါင်းတပ်ကနေခုခံတိုက်ခိုက်တဲ့အတွက်ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းစက်တင်ဘာလ23ရက်ကထုတ်လင်းတဲ့တဲ့အရာတီးရပါတယ် လမြန်စီမျက်နှာပြင်ပမှာတော့ကချင်လွတ်လပ်ရေးတမတော်ခင်ရင်းနဲ့စစ်ကောင်မရှင်တပ်တို့ကြာစစ်ရေးတင်မာတာတလားလောက်ရှိနေပြီဖြစ်ပြီးလက်ရှိအချိန်အထိ KIA ဘက်ကတပ်စခန်းစုခွာရာမျိုးမရှိဘူးလို့လည်းပုံမူကြီးနှုတ်ဘူးရဲ့ပြပြချက်အရာတည်ရပါတယ်။တိုက်ပွဲအတွင်းဝိုင်းမော်မျိုးအတွင်းကစစ်ကောင်မရှင်တပ်ရဲ့58တပ်ရင်းတစ်ခုကလွဲရင်ဝိုင်းမော်လေးစားလမ်းပိုင်းကစစ်ကောင်မရှင်အထိုင်တပ်စခန်းကြီးတွေအကုန်လုံးကို KIA ကနေတင်ပိုက်ချနိုင်တဲ့အပြင်ဝိုင်းမော်ဝယ်ရှောင်းလမ်းဘက်ကစစ်တုံးကံပိုက်တဲ့အပြင် ချစ်ဖွေးစောလို့စားတဲ့နေရာတွေကိုပါတင်ပိုက်ချတာပါ။ မြို့နေဆက်ရှင်မြို့နေရှိတဲ့ကချင်ပြည်နယ်မှာစေအုစုကမြို့နေပေါင်းကိုမြို့နေမှာပဲမြို့နေရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေကိုဖွဲ့စည်းထားပါတယ်အဲ့ဒီအကြောင်းလေးကိုတော့ဒီကနေ့ထုတ်စေအုစုရဲ့မြန်မာနိုင်ငံပြန်တမ်းအသွေး98အမှတ်39မှာဖော်ပြထားတာဖြစ်ပါတယ်မြို့နေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေ ဖွဲ့ထားတဲ့မြို့နေတွေကတော့ခေါလန်ဖူနောင်မွန်ဘူတာအိုမချမ်းပေါ်မိုးကောင်းမိုးညင်းတနိုင်းမိချနာနဲ့ဝိုင်းမုံမြို့နေတို့ဖြစ်ပါတယ်အဲ့ဒီကိုမြို့နေထဲက ခေါလံဖူးနောင်မွန်ပူတာအိုမုံညင်းတနိုင်းနေမိချနာတို့ကတော့စေအုစုလုံးမဲ့ရွေးကောက်ပွဲအပိုင်းတစ်ထဲမှာပါတဲ့မျိုးနွေတွေဖြစ်ပါတယ်။ကော်မရှင်အဖွဲ့ခွဲတွေဖွဲ့ထားတဲ့အချမ်းမျိုးနွေတုံမျိုးနွေမှာတော့ရွေးကောက်ပွဲကိုဘယ်နဲ့ချင်ပါမလဲဆိုတာကိုမသိရသေးပါဘူး။စေအုစုကမျိုးနွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမဖွဲ့ထားတဲ့မျိုးနွေတွေထဲမှာတော့ကချင်လွတ်ရေးအဖွဲ့အစည်း၊ကေအိုကန်အေကထိန်းချုပ်ထားတဲ့ချစ်ဖွေမျိုးနွေ၊ဆောလုံမျိုးနွေ၊စံဘရာဘုံမျိုးနွေ၊မန်စီမိုးမောင်းနဲ့ဂျောင်းယောင်မျိုးနွေ၆မျိုးနွေတို့လည်းပါဝင်ပါတယ်။ ကြပင်အခုချိန်မှာတိုက်ပွဲတွေဖြစ်ပေါ်နေတယ်လို့စစ်အုပ်စုကအပြေအဝမထိန်ချုံနိုင်တဲ့ဖက်ကန်ပမောနဲ့ရွှေကူမြို့နယ်တို့မှာလည်းမြို့နယ်ရွေးခောက်ပေးကော်မရှင်အဖွဲ့အခွဲတွေကိုမဖွဲ့ထားပါဘူးစစ်အုပ်စုကတော့ပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့မှာချင်းမီနီထရကန်ရင်တင်ချုပ်ချားတဲ့ချစ်ဖွေးမြို့နယ်စောလုံးမြို့နယ်စမရဘုံမြို့နယ်နဲ့ကြောင်ရောင်မြို့နယ်တို့မှာရွေးခောက်ပွဲမချင်ပါဖြစ်ဘူးလို့ထုတ်ပြန်ထားပါတယ်အနည်းရဲ့ကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့ တိမဖွဲရတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံတန်းအရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတစ်တာဓမ္မမဟုတ်ပလတ်စတစ်ဓမ္မမဟုတ်တတုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဓမ္မမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။ မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုံမိုင်းတွေဟာမြေကြီးပေါ်မှာတမက မြေအောက်မှာလည်းရှိနေတတ်ပါတယ်မြေမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တသားတဲ့ဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲယဉ်ပါတယ် ြင်းမြုံပိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြင်းမြုံပိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꽌ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြင်းမြုံပိုင်းတွေကိုမြင်းမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မြင်နေတဲ့အခါဒါမှမဟုတ် ရင်နဲ့တက်ချိတ်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီးပေါက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီးပေါက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတက်မိုင်းဆိုတာပေါက်ကွဲတဲ့အခါအစာအနဖျားထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးဒိဆုံနိုင်ပါတယ်။ ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါလူတက်မြင်မြုပ်မိုင်းတွေထက်အရွယ်စားပူကြည့်ပြီးပောက်ခွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်အချို့မြင်မြုပ်မိုင်းတွေကိုမြင်မျက်နှပင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ခွဲမှုကိုဖြစ်ပေါ်စေမှာပါပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြစ်ခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီး ။တစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ညင်မြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်တမမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနက်နဲ့ပစ်ခတ်တာအမြောက်နဲ့ပစ်တာတိုက်လေရင်ပေါ်တွေကနေပစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။မြေမြုံမိုင်းနဲ့အခြားပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအတုံးပြူလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအရတားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။ ညင်မြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအုံပြုတ်သွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့ညင်မြုံမိုင်းတွေဟာခုံပြန်နိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုခြေပြန်းစွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ရင်ပင်တဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေလဲအနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိတ်ဆန်တွေကိုအသက်သေစေနိုင်ပါတယ်။ မြေမြုံမိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နက်ကင်ပဋိပက္ခများရပ်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကျန်ရှိနေနိုင်တဲ့အပြင်တက်တန်းကုံဆုံးတာလည်းမရှိပါဘူး။ဥချနာသတင်းချန်နေရီရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။